ယောက်ျားတရားမှာတဲ့တရားလုံးလာတဲ့ဖောက်ပြန်နေတဲ့လက်ခံတာမသိဘူးအဲလက်ခံခံလက်ခံချင်းချင်းလက်ခံချင်းချင်းကျမပြောတာလေအဲဆက်ပြီးတော့နားထောင်လိုက်ပါဘာလဲဆိုတော့မိုင်းတယောက်ကပြောတာပေါ့နော်သူစာဖတ်ပူတာတဲ့စာအုပ်ထဲမှာပေါ့နော်စာစာအုပ်ပြောတာပေါ့နော်အင်ပါရှင်နယ်လीမသိဘူးလေကျမယောက်ျားမမဟုတ်တာဟုတ်တယ်မလား ခံပြေးမနေနဲ့နော်အခုမပိုင်ပြီးတာပဲဒါပေမဲ့သူပြောတာအဲတရားမှတရားလုံးကဖောက်ပြန်ကြတယ်တဲ့ဒါပေမဲ့စောက်ထဲမှာသူအဲ့လိုဖတ်ကိုလေတဲ့ဒါပေမဲ့တော့တဲ့68ရောက်လို့ပဲပြောမယ်တဲ့တချို့တွေကောင်းနေတဲ့ခါလေးရှိပါသေးတယ်လို့ပြောပြောချင်နေသူတွေအတွက်2ရောက်ချန်ထားပေးရပေါ့နော်လူတရားမှာအဲဆိုအဲ့ဒီမှာသူ68ရောက်ပေါ့နော်ဖောက်ပြန်တယ်ဘလို့လဲဆိုတော့ဒီဖြစ်နိုင်နေဘာဖြစ်လို့လဲဆိုတော့ကျမကဒီဆက်ဆက်ပြီးတော့ပေါ့နော်ဒီဗီဒီယိုတစ်ပုဒ်နဲ့အမတယောက်ပြောထားတာ မိုက်ခရိုချီတင်းတဲ့အဟိုအသေးစားဖောက်ပြန်မှုပေါ့နော်အသေးစားဖောက်ပြန်မှုဟာလူတိုင်းမှာရှိနိုင်တယ်အမျိုးသားတွေအတိုင်းမှာအဖြစ်လို့လဲဆိုတော့အမျိုးသားတွေကဟိုတက်ပုံလေးလိုင်းပုံမှာတွေ့ရဲဆိုရင်တော့မှလှရဲဆိုလို့ရှိရင်ဟာအကိတ်ကြီးအဟိုဘလိုကြီးလဲအဲ့တည်းရမလားဒီပြီးတော့ကြတော့ဗီဒီယိုတွေဘာတွေကြည့်ကြမျိုးတွေရှိရဲကွာအဲ့ကြည့်ရဲ့ခါမှာသူတို့စိတ်ထရေဟိုဖြစ်တာမျိုးအဲ့ပြီးတော့ဟိုတငယ်ချင်းတငယ်ချင်းနေပေါ့နော်တငယ်ချင်းပြီမယ်လို့အာဒီ ငယ်ချင်းလို့ပြောနေမိမယ်တချို့ကြတော့ဒီလိုမျိုးဟိုစာပို့ရာတွေဘာတွေအဲအဲ့လိုမျိုးတွေရှိတယ်ပြီးတော့ကိုယ့်ရင်တော့တငယ်အဲ user account တွေပေါ့ user account တွေကိုဖုံးသွားဆက်တာမျိုးကိုယ်မိမကိုယ့်ယောက်ျားမသိအောင်ပေါ့နော်အဲတိပြီးတော့မှလို့ပြောပြီးမှလုပ်တာမျိုးမဟုတ်ဘဲနဲ့မပြောဘဲနဲ့ဒီတိုင်းဖုံးဆက်တာစာပို့ရာလဲတဲ့ micro cheating နဲ့အသေးစားဖောက်ပြန်မှုပဲတဲ့အကြီးစားမဟုတ်ဘူးအသေးစားဖောက်ပြန်မှုပေါ့နော်ပြောလို့ရှိရင်ဒါပေမဲ့ဖောက်ပြန်တဲ့အစကတော့အသေးစားဖောက်ပြန်မှုလေးရတယ်စတာပဲအဲဆိုတော့ဒီတချို့ရေဆိုလို့ရှိရင် အအကြောင်းမျိုးမျိုးကြောင့်ကိုချစ်ကိုကြီးစားနေနဲ့ကိုကြတာမျိုးပေါ့နော်အချီဦးတွေပါတယ်ကိုကတော့အဲ့ဒီအချီဦးတွေကဟာသူတို့ကတော့တစ်ခါလေကြလို့ရှိရင်မိသားစုတွေအိမ်အောင်ကြသွားပြီလို့ရှိရင်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိုအဆင်မပြေနေတဲ့အခါလေးပဲသူတို့ကိုတတိရတာပါအဆင်ပြေနေတဲ့အခါသူတို့ကိုတတိမရဘူးဘလောက်ပဲငယ်ချီဦးဖြစ်ဖြစ်မချစ်ဖြစ်တတိရတယ်ဆိုပေမဲ့လူချင်းနေတာမျိုးမဟုတ်ဘူးမလူချင်းလို့ကိုရအောင်မယူခဲ့ကြတာတကယ်တမ်းကလေအော်လူချင်းတဲ့နေလို့ကမဟုတ်ဘူးနော်မလူချင်းလို့မလူချင်းလို့ ဘလို့ချီရင်ရအောင်ယူဖြစ်မှာပဲဘလို့အချီနီပဲဖြစ်ဖြစ်အဲဒီလိုတုံဆိုင်ခဲ့တဲ့အချင်းကလားရဲ့ကြာကြီးတွဲခဲ့တယ်လို့ပြောရလဲတွဲခဲ့တဲ့ဟာယူနိုင်တော့ဖြစ်အထိအစိတ်ဆန္ဒမပြပြခဲ့လို့မယူခဲ့တာပဲခဏနှစ်ပဲတွဲတွဲပေါ့နော်အဲ့လိုမျိုးတွဲတဲ့ခါမှာသူတို့ရဲ့မိသားစုဝင်နေတဲ့အဆင်မပြေလို့ပဲဖြစ်ဖြစ်ယောက်ျားနဲ့အဆင်မပြေတော့မိန်းမနဲ့အဆင်မပြေတော့ညီမလေးပေါ့နော်အဲကုတီချစ်မီသေးလားတော့အရင်တော့လိုပဲလားတော့ဘာလို့တွေ့ရင်တော့ဘလို့တော့ဘာညာအဲ့လို ပြောတာရလဲဖောက်ပြန်တာပဲတဲ့အသေးစားဖောက်ပြန်မှုပဲတဲ့ဒါဒီလိုမျိုးပေါ့နော်မပြောချင်တာကကိုရကြကိုမိမကိုငါသူ့တော့ဆက်လက်အောင်နဲ့ငါကြီးစားဟောင်းလေးအဲသူဘလိုနေမလဲတော့မသိဘူးအဲဘလိုနေမလဲတော့မသိဘူးဘလိုအခြေအနေရှိနေလဲမသိဘူး ိမရဲ့ယောက်ျားရဲ့သူ့ကိုဆက်ရအောင်လို့ဆက်အောင်လို့သူ့ရှိမှစပီကာတွေဖွင့်ပြီးတော့ပြောတာမျိုးဒီတိုင်းပုံမှန်ကဆက်အောင်မယ်နော်လို့ပြောပြီးတော့ဆက်တာမျိုးမသိအောင်လုပ်တာမဟုတ်ဘဲနဲ့အဲဒီလိုမျိုးပြောတာမျိုးမှာတော့ခောက်ပြန်မှုပဲဖြစ်တာတဲ့တကယ်မသိအောင်မျိုးစာပို့တာဖုံးအဲဖုံးပြောတာအဲအဲ့ဒါမျိုးတွေ့ဆုံချင်းနေတာတဲ့အသေးစားခောက်ပြန်မှုပဲတဲ့ပြောချင်တာအဲ့ဒါကြောင့်မလို့အာကိုယ်ဆက်တရားမှာတရားလုံးကဖောက်ပြန်နေဆိုတော့အဲ့ဒါမျိုးကြောင့်မလို့ဖြစ်နိုင်နေဘာဖြစ်လို့လဲဆိုတော့ကိုကတော့ဖောက်ပြန်နေလို့မထင်ဘူးပေါ့နော်ဟာသတိရတာနဲ့သူ့ကိုကိုယ်ဆက်ပြီးတော့ဟာချင်းကီလာ ရီလဲအောင်မယ်အဲ့ဒါလဲကိုတည်းတကူရဲ့ပါတနာမသိအောင်လုပ်လိုက်တာဟာဒါဖောက်ပြန်မှုပဲတဲ့အဲ့ကြောင့်မို့တရားမှာယောက်ျားရီတရားမှာဆိုရင်တရားဟာဖောက်ပြန်တယ်တဲ့မြို့သမီးလည်းဒီလိုပဲနေမှာပေါ့နော်အမျိုးသမီးဒါယောက်ျားတွေပြောလို့ယောက်ျားတွေကမထင်ဘူး။ဒီအမျိုးသမီးဆိုလည်းဒီလိုပဲဖြစ်မယ်နဲ့တော့ဒူးပါတယ်။ကျမတော့ဒီလိုဟိုဒီဟာကိုဖောက်ပြန်မှုလို့ဟို မတက်မှန်နေကြဘူးပဲဒါပေမဲ့ဒီတီတီလေးတွေကဒီပဲစတာမတိအောင်ပို့တာမတိအောင်လုပ်တာနေပြီးမဲ့စပြီးမှနောက်ပိုင်းကျជីជីជីနေဖြစ်တော့ပေါက်ပြန်လို့ဖြစ်တာပေါ့နော်အဲအဲ့လိုမျိုးဒီထဲမပါနဲ့ပေါ့ကွဲမြူသားရဲ့ဆိုလို့ရှိရင်ဟိုနှစ်ယောက်ထဲမှနေပေါ့နော်အဲဒါကျွန်မတရားတော့တရားလုံးလို့ပြောလိုက်တယ်ဆိုတော့ပေါ့ဆိုတော့နော်အားကြီးရှိပြီးတူအလုံးနဲ့ကြည့်စစ်ကြပါရင်ဘိုင်ဘိုင်